Thank you. မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးမင်းအောင်လိုင်းအမင်းဖြင့်နိုင်ငံတော်ဝန်လိုင်းစင်မဲ့ကားနှင့်ဆိုင်ကယ်များကိုစီမံချက်ဖြင့်စစ်ကောင်စီကဖမ်းဆီးရာတွင်ငွေညစ်ခံရမှုများထောင်ဒဏ်တလချခံရမှုများနှင့်စစ်မှုရန်ဖြင့်ဖမ်းဆီးစုဆောင်းခံရမှုများအကြီးအကျယ်ဖြစ်နေတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းအမင်းဖြင့်နိုင်ငံတော်ဝန်လိုင်းစင်မဲ့ကားနှင့်ဆိုင်ကယ်များကိုစီမံချက်ဖြင့်စစ်ကောင်စီကဖမ်းဆီးရာတွင်ငွေညစ်ခံရမှုများထောင်ဒဏ်တလချ ခံရသူများနဲ့စစ်မှုထမ်းဖြင့်ဖမ်းဆီးစုဆောင်းခံရမှုများအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းတင်းဌာနကစုံစမ်းသိရှိရပါသည်။ဇွန်လ၁ရက်နေ့မှစတင်ပြီးအကြမ်းဖက်စစ်ကောင်စီကလိုင်စင်မဲ့ကားဆိုင်ကယ်များကို စီမံချက်ဖြင့်ဖန်စီနေရနိုင်ငံတော်မှငွေညှစ်မှုများလိုင်စင်ရှိဆိုင်ကယ်နှင့်ကားချင်းချောက်ငွေတောင်းမှုများလိုင်စင်မဲ့ဆိုင်ကယ်နှင့်ကားစီးနေသည်ဟုဆိုကပစ္စည်းသိမ်း၍လူကိုယ်လည်းတရားရုံးတင်ထောင်ဒဏ်တလချမှတ်မှုများလိုင်စင်မဲ့ဆိုင်ကယ်နှင့်ကားစီးသူလူငယ်တချို့ကိုစစ်မှုရန်ဖြင့်စူးစမ်းမှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။သကိုင်းမြို့ပေါ်မှာတော့လိုင်စင်မဲ့ဆိုင်ကယ်စီးတယ်ဆိုပြီး ပန်းတော်ရက်ွက်ကလူငယ်နှအူးကိုဆိုင်ကလေးတိန်းနေလူတွေကိုလည်းစစ်သားစုဆောင်ရေးပို့တဲ့စစ်မှုမထမ်းရင်ထောင်ချခံရမယ်စစ်မှုထမ်းရင်တော့စစ်တနန်းတက်ပြီးအေးအေးဆေးဆေးအပြင်းမာနေလို့ရတယ်ဆိုပြီးစစ်စေးရဲ့အဖွဲ့ကစစ်သားစုဆောင်ရေးတက်ကိုပို့လိုက်တာဟုသခိုင်းမျိုးဇေယျကွက်တဲ့ရက်ွက်မှာအုတ်ချုပ်ရေးအဖွဲ့ဝင်တို့ကပြောပါတယ် အလားတူမန္တလေးတိုင်းသားစီမျိုးနယ်လှိုင်းတက်ခရိုင်ချင်းဆက်လမ်းစုံမှာလိုင်စင်မဲ့ဆိုင်ကယ်များကိုစစ်ကောင်စီကစီမံချက်ဖြင့်ဖမ်းဆီးအောင်ဆယ်ဘင်းကနှစ်စီးစာလိုင်စင်မဲ့ဆိုင်ကယ်များဖမ်းဆီးရရှိကြောင်းရင်းနောက်ဆိုင်ကယ်များကိုရဲနယ်စစ်တပ်ကတံပိုးဖြတ်ပြီးတဝက်ဈေးဖြင့်ပြန်လည်ရွေးယူခွင့်ပြုကြောင်းသိရှိရပါသည် ဇွန်လတရက်နေ့တာစီလိုင်းတက်ခရင်ချင်းဆက်လမ်းစုံမှာဆိုင်ကယ်တွေလိုင်းစင်မဲ့တွေဖမ်းတော့စုစုပေါင်း7ဘင်းကား2စီးတိုက်စာဆိုင်ကယ်တွေရတယ်အဲ့ဒါဆိုင်ကယ်တွေကိုရဲနဲ့စာရဖားကတံမိုးဖြတ်တယ်ဥပမာ7သိန်းတန်ဆိုင်ကယ်ကို9သိန်းပေးရင်ချက်ချင်းပြန်ရွေးလို့ရတယ်တော်တော်များများကပြန်ရွေးယူကြတယ်ဟုတာစီမြို့နယ်မှာပြည်သူတို့ကပြောဆိုပါတယ်လိုင်းစင်မဲ့ဆိုင်ကယ်နဲ့ကားများကိုဖုန်ကြီးချောင်းများစာတင်ချောင်းများနဲ့တောဆက်များတွင်ယာယီစွန့်ပစ်ထားရာစစ်တပ်ကနေရာပေါင်းစုံတွင်လိုက်လံဖမ်းဆီးနေကြတချို့သောလိုင်းစင်မဲ့က နဲ့ဆိုင်ကယ်စီးနှင်းသူများကိုပြစ်စီသိမ်းပြီးလူကိုယ်ပါတရားရုံးချကနေချင်းထောင်ဒဏ်ဒဏ်ချမှတ်မှုများလည်းရှိကြောင်းသိရှိရပါတယ်။ဖန်အံမှာတော့မဲပေါင်စီဇွဲကပင်ပလာဇာကန္နာညစီဒံကိုလန်းကွာမြို့အဝင်းရှမ်းလေးစီဆိုင်တော်ဝင်ဒုက္ခဆေးရုံရှိကြာရင်တောင်ကြားဇွဲကပင်လမ်းဆုံး ကော့ကျိုင်လန်းစုံနောင်လုံလန်းစုံတွေမှာဖမ်းနေတော်တော်များများကမစည်းကြပဲရာဘာတော်တွေမှာဘုံကြီးကျောင်းတွေမှာတွားရက်ထားကြတဲ့ဖမ်းတမျိုးလုံးကလိုင်စင်မဲ့တွေကြီးပဲလေ BGS နဲ့အဖွဲ့စည်းကားတွေတော့မဖမ်းရဘူးလိုင်စင်မဲ့ဆိုင်ကယ်စီးတဲ့ပြည်သူတချို့တော့ဆိုင်ကယ်အသိမ်းခံရပြီးထောင်တန်တလအချခံရတယ်လို့လည်းသိရတယ်ဟုဖမ်းအခြေစိုက်ပရဟိတအဖွဲ့ဝင်တို့ကဆိုပါတယ် ထို့ပြင်လက်ရှိစစ်ကောင်စီစီမံချက်ကြောင့်နိုင်ရေးကူညီမှုနဲ့လူနာတင်ကာပရဟိတလုပ်ငန်းများအလုံးရပ်နားထားရကြောင်းနိုင်ရေးကနဲ့လူနာတင်ကာများမှလိုင်းစင်မဲ့ကားများဖြစ်နေ၍စီမံချက်ဖြင့်အကျုံးဝင်နေသောကြောင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများယာယီရပ်ဆိုင်ထားရခြင်းဖြစ်ကြောင်းပရဟိတအဖွဲ့ဝင်များကဆိုကြပါရယ်ကျွန်တော်တို့နိုင်ရေးကူညီမှုအသင်းမှာကားတွေအကုန်ကလိုင်းစင်မဲ့ကားတွေပါနေမြေကန်ထွေအုပ်နဲ့ရဲကစီမံချက်ကာလတော့ရပ်ထားပါဆိုလို့အကုန်ရပ်ထားရတယ်မတတ်နိုင်ဘူးဟုပဲခူးမျိုးပေါ်မှာသွေးလူနဲ့ ာရေးကူညီမှုအသင်းပရဟိတအဖွဲ့ဝင်တို့ကရှင်းပြပါရယ်စစ်ကောင်စီအခြေဆိုင်ရာနေပြည်တော်တွင်လည်းလိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုစစ်တပ်နှင့်ရဲများကဖမ်းဆီးနေရတွင်အ धिक အားဖြင့်ဆိုင်ကယ်များအ धिक ဖမ်းဆီးခံနေရကြောင်းသိရှိရပါရယ်နေပြည်တော်ပြင်မနာနှင့်လေဝေးဘတ်တွေမှာအဖွဲ့စုံမဲ့ဖမ်းနေတာဆိုင်ကယ်တွေအ धिक အဖမ်းခံရတဲ့ကားတော့တိတ်မတွေ့ဘူးဆိုင်ကယ်တွေကလိုင်စင်မရှိကြတာများတယ်စီးနှင်းသူတွေလည်းအဖမ်းခံရတယ်လိုင်စင်မဲ့ဆိုင်ကယ်ကြောင့်အဖမ်းခံရသူများတွေဟုပြင်မနာမျိုးတွင်ဆန်တဲ့ရိခါကြောင့် ကုန်စုံဆိုင်ဖွင့်လှစ်ထားသောလုပ်ငန်းရှင်တို့ကဆိုပါရင်ရန်ကုန်မြို့တွင်မှလိုင်စင်မဲ့ဆိုင်ကနေကဖမ်းဆီးသည်ဟုဆိုကစစ်တပ်နှင့်ရဲများကရက်ွက်များတဲ့တွင်ဝင်ရောက်ဖမ်းဆီးမှုများရှိနေပြီးအထူးဖြင့်ဘက်ထရီစပိတ်များကိုပါလိုင်စင်မဲ့ဆိုင်ကဟုအမည်တပ်၍ဖမ်းဆီးနေကြောင်းသိရပါရယ် မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးတွင်အကြံဖက်မင်းအောင်လိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များစီးနှင်းနေမှုများကိုဖော်ထုတ်သွားရန်နံပါတ်ပြများအတုလုပ်ခြင်းလိုင်စင်များအတုပြုလုပ်ခြင်းများလှုပ်ဆောင်နေမှုများကိုတွေ့ရှိရပြီးတာဝန်ရှိသူများအနေဖြင့်ပါဝင်ပတ်သက်သူအလုံးကိုစစ်စစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန် လိုင်စင်မဲ့ဆိုင်ကင်နဲ့ကားများစီးနေနေမှုများကြောင့်နိုင်ငံတော်အနေဖြင့်အခွန်အခါများစွာနှင်နာမှုရှိမည်ဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကင်များစီးနေမှုမရှိစေရေးချက်မဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်းညွှန်ကြားခဲ့တယ်လို့သိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့အပြစ်ရဲ့တက်တန်းတိုးမှုရွေးကောက်ပွဲအတွက်တည်ငြိမ်မှုရှိနိုင်မလားသုံးသက်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ရေကောက်ဖွဲကိုအခုနှစ်တွင်မဖြစ်မနေကျင်းပနိုင်ရေးပြင်ဆင်နေပြီးဒေတာအလိုက်တည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်ဇွန်လကုန်အထိအပြည့်ရဲ့တက်တန်တိုးမြင့်လိုက်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာငလင်လှုပ်ခတ်ပြီးနောက်ပိုင်းစစ်ကောင်စီကတင်းငြိမ်ရေးကိုရှေ့ရှုပြီးယာယီအပြစ်ခတ်ရေးစိကာလကို၄ချိန်မြောက်ဖြစ်ဇွန်လ၁ရက်ကနေ30ရက်နေ့ထိထပ်မံတိုးမြင့်လိုက်တာပါငလင်တဲ့ဒေသတွေမှာပြည်လဲတိဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေဆက်လုပ်နိုင်ရေးရွေးကောက်ပွဲကျင်းပနိုင်ရေးနိုင်ငံနဲ့နိုင်ငံသားအလုံးရဲ့အကျိုးစီးပွားကိုဖော်ဆောင်နိုင်ရေးနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်စေဖို့အကြောင်းပြထားပါတယ်ဆရာနာရှင်စနစ်စန့်ကျင်ရေးတိုက်ပွဲတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပ ချိန်မှာတနိုင်ငံလုံးရှိဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးဒေတာလိုက်တည်ငြိမ်အေးချမ်းဖို့လိုတယ်လို့ဆိုပါတယ်စီရန်ဘူကြီးဇေယောက ဆုံးရှုံးနေမြေတွေအလုံးကိုပြန်ယူဖို့အနေထားမရှိတာကြောင့်အပြည့်ရဲ့ဂျင်ညာယုံနဲ့တနိုင်ငံလုံးမှာရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့သုံးသပ်ပါတယ်။သူတို့ပြောနေတဲ့ရွေးကောက်ပွဲဆိုတာတကယ်တမ်းလုံးပြစ်မယ်ဆိုရင်လည်းဟန်ပြရွေးကောက်ပွဲပဲပြီးရင်သူတို့အနေနဲ့အပြစ်ခက်ရဲစဲနေုံနဲ့မရဘူး။တနိုင်ငံလုံးသူတို့စစ်တပ်လက်ထဲကိုပြန်ရောက်သွားရင်တော့ရွေးကောက်ပွဲဖြစ်နိုင်တယ်။တနိုင်ငံလုံးစစ်တပ်လက်ထဲပြန်ရောက်ဖို့ဆိုတာသူတို့နောက်9နှစ်6နှစ်တွင်မှကြိုးစားလေစစ်ကောင်စီရဲ့ဖို့ကဆုံးရှုံးပြီးသားနေမျိုးကိုပြန်တက်ယူနိုင်တဲ့ နေသားမရှိဘူးလို့ပြောရမှာဖြစ်တဲ့ဒါကြောင့်အပြစ်ခက်ရဲစဲယုံနဲ့ရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းမရှိအကြောင်းမရှိဘူးလို့ပဲပြောရမှာဖြစ်ပါတယ်ဟုဆိုပါတယ် ဒီဇင်ဘာလတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်တွင်ရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီကကြေညာထားပြီးလုံခြုံရေးချိန်နဲ့ကျင်းပနိုင်မယ့်မဲဆန္ဒနယ်မြေတွေကိုမတက်မရသေးပါဘူးလွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတွေရဲ့အချက်လက်တွေအရနိုင်ငံတော်ဝန်စီရေးပရိပခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်အခြေအတွက်ဟာ90ရာခိုင်နှုန်းသာအကျန်ရှိတော့တာပါ မြို့နယ်အရေးအတွက်ဟာ90သားအကျန်ရှိတော့တာပါ။စီရီအကဲခတ်တွေကတော့နေမြေများစွာဆုံးရှုံးထားတဲ့ရှမ်းမြောက်မှာရွေးကောက်ပွဲကျင်းပဖို့တရုတ်အစိုးရကနေတဆင့်သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိအားပေးလာနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြည်တဲ့ရခိုင်ပြည်နယ်အပါအဝင်ကချင်ချင်းနဲ့ကရင်နီကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာတော့ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပါတယ်။တစ်ဖက်မှာမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းဘက်ကိုစစ်ကောင်စီကမြို့ပေါ်တွေလောက် က်သာနည်းမြေဆိုးမှုမှုရှိနိုင်ပေမဲ့ခြေလက်ဒေတာတွေမှာတော့စည်ရေးပရိပခဖြစ်ပွားနေတာပါအညာဒေတာမှာလည်းစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေအများအပြားရှိနေပြီးမိုးမကြခင်ကာလရိတ်ခါရင်တန်းတွေတောက်လျှောက်သွားလာလို့ရှာမှုမပြတ်တဲ့အနေအထားလို့စည်ရေးကဲခတ်တွေကဆိုပါတယ် စီရီယံဘူဂျီကောင်းသူဝင်ကအပြစ်ခက်ရဲစဲပေမဲ့မြေပြင်မှာစီးရဲဆန်ရလှုပ်ရှားမှုတွေကိုရှော့ချတာမရှိတဲ့အတွက်စစ်ကောင်စီကဆက်ပြီးထိုးစစ်ဆင်မဲ့အနေထားလို့သုံးသပ်ပါတယ်။အပြစ်ခက်ရဲစဲဆိုတာကစာရွက်ပေါ်မှာသာဖြစ်ပြီးမြေပြင်မှာတော့ထိုးစစ်ကိုအစင်းမြဲတိုင်းဆင်နေတဲ့ အနေအထားမျိုးဖြစ်ပါတယ်ဒီလိုမျိုးနောက်ထပ်စရုပ်ထအချိန်ပြီးရင်တော့နောက်ထပ်ဒီလိုမျိုးတွေထပ်လာပြီးဆိုရင်လည်းအဖြစ်ခက်ရဲစဲရေးဆိုတာလုံးဝမယုံကြည်ရတဲ့အဖြစ်ခက်ရဲစဲရေးမျိုးဖြစ်ပြီးမြေပြင်မှာထပ်ပြီးသူတို့ကစကားစကားဆက်ပြီးတော့ထိုးစစ်ဆင်မဲ့အနေအထားမျိုးအမြဲရှိနေမှာပါဟုဆိုပါတယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့စည်ရင်းနေရစစ်ကောင်စီရဲ့အဖြစ်ရဲ့ကြီးညာချက်နှစ်ကြိမ်တွင်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား300နီးပါးတိုက်ဆုံခဲ့ရပြီး456ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ေလာသူတွေကတော့ရွေးကောက်ပွဲအကြောင်းပြချက်နဲ့နိုင်ငံတကာတိုင်ဝမ်ကစောင့်ကြည့်တဲ့ဖွဲ့စည်းတွေကိုမြင်တော့အောင်စစ်ကောင်စီကဟန်ပြတက်တက်နဲ့အပြစ်ရက်ဆဲတာလို့ဝေဖန်ပါတယ်။လောလောဆယ်မှာထိုင်းမြန်မာနယ်စပ်စစ်ကောင်စီတက်စကန်တွေကို KNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နေတယ်လို့ရခိုင်မှလည်း EA ကကြောက်ဖြူမျိုးနဲ့တွင်တက်စကန်တွေကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကတော့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေတက်ဆိုင်သူတွေအနေနဲ့ယာယီအားဖြင့်အပြစ်ခက်ရက်ဆဲထားခြင်းပေါ်အလေးထားစဉ်းစားပြီး ီးလိုက်နာပေးကြဖို့တိုက်တွန်းထားကြောင်းသိရပါဗျ။